ရှင်သာရိပုတ္တရာကိုပရပိုက်တယောက်ကမေးတာဘာမေးတုံဆိုတော့အရှင်ဘုရားဒုက္ခဆိုတာဘာကိုပြောတာလဲဒုက္ခဆိုတာဘာကိုပြောတာလဲအဲ့လိုမေးတဲ့ခါမှာရှင်သာရိပုတ္တရာကအဘိနိဗ္ဗတိဒုက္ခအနဘိနိဗ္ဗတိဒုက္ခတဖန်ဖြစ်ရခြင်းသည် ရှင်ရဲ့ပဲတဖန်မဖြစ်ရခြင်းသည်ချမ်းသာပဲလို့အဲ့လိုဖြစ် ညာမရှိရင်နားမလည်နိုင်ဘူးလက်မခံနိုင်ဘူးဒီဥစ္စာဆိုလိုတာကဇာတိပရိသေတွေတဖန်ပြန်ပြီးတော့မွေးပွားရတယ်ဖြစ်ရတယ်ဆိုရင်အဲ့ဒါဘာလို့ဆင်းရဲပဲမဖြစ်ရဘူးဆိုရင်ချမ်းသာတယ်အဲ့ဒါကို तू ကရှင်းအောင်ဘယ်လိုပြောလို့ဆိုဖြစ်ရပြီဆိုတာနဲ့ဘဝဖြစ်ရပြီဆိုတာနဲ့မင်းကတေချာပေါက်ပူတာကိုခံစားရလိမ့်မယ်အေးတာကိုခံစားရလိမ့်မယ်ဆာလောင်တာကိုခံစားရလိမ့်မယ်မှုတ်သိတာကိုခံစားရလိမ့်မယ်အစာဟာရစာသာရဲ့ရေးစာသာရဲ့ပေါ့နော်ပူတာရဲ့အေးတာရဲ့သမင်းစာသာရဲ့ရေးစာသာရဲ့ ကျင်ကြီးဆွံ့ရတဲ့ဒုက္ခကျင်ငယ်ဆွံ့ရတဲ့ဒုက္ခကိုမင်းရင်ဆိုင်ရလိမ့်မယ်ဟုတ်လားမီးနဲ့တွေ့ရတဲ့ဒုက္ခအပူတွေပေါ့တို့တို့မီးနဲ့ကလည်းကင်းနိုင်တာမဟုတ်ဘူးလေတမင်းချင်ရင်ပြူရင်ဓာန်မျိုးမျိုးနဲ့တွေ့ရတဲ့ကိစ္စမီးနဲ့တွေ့ထရတဲ့ကိစ္စလက်နဲ့နဲ့တွေ့ထရတဲ့ကိစ္စကြောင့်ခန္ဓာကိုယ်ရှင်းရတဲ့ဒုက္ခတွေကိုမင်းဟာရင်ဆိုင်ရလိမ့်မယ်ဒါတွေမကဘူးတဲ့ဆွေတွေမျိုးတွေကကိုယ့်ဘဝတွေကိုဝင်ရောက်စွတ်ဖက်တာကိုမင်းသိကြပါဦး ခံရလိမ့်မယ်။နော်ဒုက္ခ10မျိုးဘယ်သူမှရှောင်မရတဲ့ဒုက္ခကိုပြောတာနော်။ဖြစ်လာပြီဆိုတာနဲ့အဲ့ဒီဒုက္ခတွေကိုမင်းဟာရင်ဆိုင်ရလိမ့်မယ်။တကယ်လို့မင်းတဖန်ပြန်မဖြစ်ဘူးဆိုရင်အဲ့ဒီဒုက္ခတွေမင်းရင်ဆိုင်ရတဲ့အကြောင်းရှိဘူးလေ။မဖြစ်တဲ့တရားလေးကိုဘုဖုံးတို့တွေကထိုက်အထိုက်လျောက်ညံလေးတက်ဝင်နိုင်ပြီးတော့အဲ့ဒါလေးကိုနော်ရားကျင်တဲ့ဆန္ဒမျိုးလေးနော်ကိန်းစေခြင်းတာ။ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယဟောတုဆိုတာအဲ့ဒါကိုပြောတာနော်။ အဖမ်းမှန်ဖြစ်နေရင်တော့ဖြစ်ချင်းရဲ့နောက်ဆက်တွဲကပြက်ချင်းပဲလားပဲအဲ့ဒါကျွတ်တော့တနာရှိနေတဲ့အခါကျတော့ပြက်ချင်းလားလို့မေးတော့မပြက်ချင်းပြက်တဲ့တရားတွေနဲ့အတူတူနေပြီးတော့မပြက်ချင်းဘူးဆိုတော့ရမလားအဲ့ဒါပြက်တဲ့တရားတွေပြက်ချင်းကျုံလာတဲ့အခါမှာမပြက်ချင်းတဲ့လူကဘာဘာဘလို့နီးနဲ့တုံ့ပြန်မှာတော့ဆွေမှုငိုကြွေးမှုနဲ့ပဲတုံ့ပြန်မှာပေါ့ဘယ်ချင်းကြရင်ထင်ရှားမှာလို့အဲ့ဒီအခြေအနေဆိုတာကျမကြီးဖောက်ပြန်တဲ့အခြေအနေ သေကောင်းပေါင်းလေးဖြစ်တဲ့အချိန်နောက်ဆုံးသေရတော့မဲ့အချိန်မှာညံနေရင်ညံနေသလောက်အဲ့ဒီပျက်စီးမှုကြီးကကျွတ်ရဲ့စိတ်ကိုမလုပ်တမလို့ဖီစည်းလိုက်မယ်နှိပ်စက်လိုက်မယ်ဟုတ်လားဒါကြောင့်ဒီဃာထာလေးကိုဘုဘုံကညံတက်ဝင်နိုင်စေခြင်းလေပေါ့နော်ပုဏ္ဏပုဏ္ဏဇာယတိမိယတိစာပုဏ္ဏပုဏ္ဏတိဝတိကံဟရန္တိမဲခင်စာလက်တာအပုဏ္ဏဘဝယာနပုဏ္ဏပုဏ္ဏဇာယတိပုရိပညောအဖမ်းမမွေးဖွားတော့အဖမ်းမသေးရတယ်အဖမ်းမသေးရတော့အဖမ်းမသင်းချမ်းကိုအပို့ခံရတယ် ဟုတ်လားဒါကြောင့်မို့လို့အဖမ်းမမဖြစ်ဖို့အတွက်မဂ်ဂင်ရှင်းပါဆိုတဲ့နီလန်းမှန်ကိုရအောင်ယူရမယ်ယူပြီးတော့အဲ့ဒါကိုမလုပ်ရမှာတော့ပွားများရမယ်ဟုတ်လားပွားများလို့ဉာဏ်ပညာမြင့်လာပြီဆိုလို့ရှိရင်ဘာဖြစ်မှာတော့အဖမ်းမဖြစ်ရတဲ့သဘောသူ့မှာမရှိတော့ဘူးတဲ့အဲ့ဒီကြတော့မှချမ်းသာမှာနော်အဲ့ဒီချမ်းသာကိုရလို့တဲ့စိတ်ဘလောက်ရှိလဲမရှိလဲကိုကိုကိုပြန်စီစစ်ရလို့တဲ့စိတ်မရှိဘူးဆိုရင်အဲ့ဒါဉာဏ်တုံးနေသေးတယ်အဲ့ဒီဉာဏ်သွေးလိုက်အောင်ဟုတ်လား တဏလောဘကတော့ဖြစ်ပဲဖြစ်ချင်နေတာဖြစ်ပဲဖြစ်ချင်နေတာမဖြစ်ရတာကို तू ကြိုက်မလားတဏကအကြိုက်ဘူးအဲ့ဒါဖြစ်ရပြီဆိုရင်တော့ဘာလို့အောင်လို့ပြရလိမ့်မယ်ဒုက္ခမျိုးစုံရှင်ဆန်ရလိမ့်မယ်ဒီသဘောကိုပြောတာနော်အဲ့ဒါဒီဒေသနာလေးကိုဘုံတို့တေချာလေးစဉ်းစားကြည့်လိုက်မြတ်စွာဘုရားဘာကိုအခြေခံပြီးတော့ပြောထားတာထပ်ခါထပ်ခါဖြစ်ရတယ်ဆိုတဲ့သဘောလေးကိုပြောတာနော်ပထမဆုံးကာထာဘာပြောတာတော့ ်မျိုးစေ့ကိုထက်ခါထက်ခါစိုက်ပြိုးနေကြတယ်မိုးကလည်းထက်ခါထက်ခါယွာနေတယ်လယ်သမားလည်းထက်ခါထက်ခါထွန်ရစ်နေကြတယ်အိုးပြောရရင်လူသားတို့ကြီးတစ်ခုလုံးကဒီသီးနှံရဖို့အတွက်ထက်ခါထက်ခါစူးစမ်းအထောက်နေကြရတယ်နောက်ဒုတိယကထာပါပြောလို့တောင်ရံစားတော့တဲ့လူတွေလည်းထက်ခါထက်ခါတောင်းနေကြတယ်ရေရောတဲ့လူတွေလည်းထက်ခါထက်ခါပေးနေကြတယ်ထက်ခါထက်ခါပေးတဲ့လူတွေကတော့ထက်ခါထက်ခါကောင်းတဲ့ဘဝတွေကိုရောက်ကြရတယ်ဒီသဘောလေးကိုမြတ်စွာဘုရားအရှင်ပြောတာနော်နှုတ်ညစ်တဲ့လူတွေဟာထက်ခါထက်ခါညှစ်နေကြတယ် နွားပေါက်စာလေးတွေကထက်ခါထက်ခါအမိနွားမကြီးစီကိုချင်းကပ်နေကြရတယ်ထက်ခါထက်ခါသူတို့ဟာပင်ပန်းကြရတယ်ထက်ခါထက်ခါတုံလှုပ်ကြရတယ်အဲ့ဒါလိုပဲအသိဉာဏ်နှုံနဲ့မိုက်မဲတဲ့ပုံကိုယ်တွေကလည်းထက်ခါထက်ခါအမိဝမ်းကောင်းကိုအောင်းညားရတယ်အဲ့လိုထက်ခါထက်ခါပြိတ္တိနေရပြီဆိုတော့ထက်ခါထက်ခါမွေးဖွားလိမ့်မယ်မွေးဖွားပြီဆိုရင်ထက်ခါထက်ခါတေဆုံးရလိမ့်မယ်ထက်ခါထက်ခါသေရပြီဆိုရင်ထက်ခါထက်ခါသင်္ချိုင်းကို အပုတ်ခံရလိမ့်မယ်အဲ့ဒါကြီးကိုကြိုက်သလားကောင်းတယ်လို့ထင်သလားကိုယ့်ကိုယ်ပဲစဉ်းစားအောင်နော် အဲ့ဒါကြီးကိုမကြိုက်ဘူးဆိုရင်ထက်ခါထက်ခါမဖြစ်ဖို့အတွက်မှန်ကန်တဲ့နီလန်းကိုရအောင်ရှာရမယ်။မှန်ကန်တဲ့နီလန်းမျက်စွာဖရဲကြည်သူကြောင့်ကျွတ်တို့မရဘူးလား။ရတယ်မကင်ရှိပါသတိပဋ္ဌာန်တရားဟာထက်ခါထက်ခါမဖြစ်ဖို့အတွက်မှန်ကန်တဲ့နီလန်း။အဲ့ဒါကိုကြိုးစားပြီးတော့ပွားမယ်ဆိုရင်ဉာဏ်ပညာကြီးလာလိမ့်မယ်။ဉာဏ်ပညာကြီးလာရင်သူထက်ခါထက်ခါမဖြစ်တော့ဘူးတဲ့။